မင်္ဂလာပါခင်ဗျရေကုန်ခစ်တည်းရဲ့ This Season ကနေကြိုးစားပါလေဒီ Season ကတော့ကျွန်တော်မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွတ်ချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေရပါကဲဒီတပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာအတူရောင်ဆိုတာဘတော့မှအဆင်ဖြစ်လာဘူးဆိုတဲ့စကားအတိုင်းစစ်ရှုံးသမားခုန်ခုကဝရန်ပြေးမင်းအွန်လိုင်းတယောက်ကတော့ရုရှားမှာပူတင်ခြေတလုံးကိုပြေးဖက်ခဲ့တဲ့အချိန်ပူတင်ရဲ့ခြေတလုံးပေါ်မှာပဲ မင်းအောင်လိုက်မင်းဒီကနေပြန်လာနဲ့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ရမယ်အဲ့ဒါမင်းရဲ့နောက်ဆုံးထွက်ပေါက်ပဲသွားတော့ပုံပြာဒိတ်ဒေါ်လာကျွတ်မင်းဆိုတဲ့စာသားနဲ့အတူကြိုထိုးထားတဲ့တက်တူးများတွေ့ခဲ့သလားအောင်မရတယ်မင်းအောင်လိုက်တယောက်ရုရှားကနေမြန်မာပြည်ပြန်ရောက်ချင်းပါပဲသူတို့ကြိုတင်စီစဉ်လဝါချင်းရိုက်ထားတဲ့စစ်တပ် lobby မီဒီယာတွေကမေးတဲ့အချိန်အောင်မလီဗျာနိုင်ငံတော်မှမြို့ပေါင်း95မြို့ကိုလက်လွတ်ထားရတဲ့အရှုံးသမားကခက်တီတီနဲ့အခု2025နှစ်ကောင်မဟုတ်ရင် 2026နှစ်အစမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုပဲအမန်သူ့ကိုကနဂောစာမလောက်ကြနဲ့ဆိုပြီးတော့ပါချိန်ချောက်ပြောဆိုသွားသေးတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအတော်တော့ခက်နေပြီရွေးကောက်ပွဲအိမ်မက်ကဘာထဲမှာတဝဲလဲလဲဖြစ်နေတဲ့စစ်ရှုံးသမားခုတ်ကူကောင်ဝရန်ကြီးမင်းအောင်လည်းတယောက်ကတော့လက်ရှိပဂရိအခြေအနေမှာတဲ့နိုင်ငံတော်အကြီးအကျယ်စစ်ရှုံးပြီးမြို့ပေါင်း95မြို့အထိပါလက်လွတ်ထရရုံနေမှာက ကြံတဲ့နယ်မြေတွေကလည်းတော်လိုင်းကြီးတက်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ထားတာကိုခံထားရတဲ့အခြေအနေတွေကြားမှာအာနွယ်တဲ့မိမသားကြီးမဖြစ်ယုံတမဲကြောက်စိတ်တွေတပြန်ပြန်ထနေရင်လည်းတို့ရုံဆိုင်ရနေပြီးတော့မှတော့လုံကြုံရေးစိတ်မချရလို့ဆိုပြီးလူစိမ့်နဲ့ဧည့်သည်တွေလာမယ်ဆိုရင်ဧည့်စင်းတိုင်းတည်ရင်ပို့ကြဖို့ဒေသန္တရအမိန်ကိုပါဖေဖော်ဝါရီလ16ရက်နေ့ကပဲသူတို့ကိုယ်တိုင်တရားဝင်ကြေညာချက်ထုတ်ထားရတဲ့သူတွေကသွေးယူသွေးတန်းနဲ့ဟိုလူအဖေခေါ်ရမလို့လို့ဒီလူအဖေခေါ်ရမလို့လို့ဘဝနဲ့ပဲ တရုတ်ခြေသလုံးပြေးဖက်လိုက်ရုရှားခြေသလုံးပြေးဖက်လိုက်လောက်နေရင်းနေတယ်ဂျပိုးကိုလက်ဖြစ်အောင်ပြောနေတဲ့ကလင်ကချင်းမင်းအောင်လိုက်ဟာပူတင်ကိုပါကြွက်ဖြစ်အောင်ပြောပြီးရုရှားကနေပြန်ရောက်ချင်းပါပဲဗါတဲ့အခု2025နှစ်ကုန်မဟုတ်ရင်2026နှစ်အစမှာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်ဆိုပဲဟုတ်မှလည်းလောက်ပါ မောင်ကာလူရမင်းတို့ကိုယ်တိုင်မဲ့တော်လိုင်းရေးတက်တွေတင်ပိုက်ထားတဲ့မြို့ပေါင်း65မြို့တဲ့ဝင်လို့ရအောင်အရင်လှုပ်ကြည့်ပါဦးကွာ မင်းတို့ကိုယ်တိုင်လာရှုမျိုးကိုအလေလေးပါလေးသွားကြည့်ပါဦးရခိုင်ပြည်နယ်ကိုရောမသွားကြည့်ခြင်းဘူးလားငပလီမှာရေလာကူးပါတဲ့အေအေကခေါ်နေတယ်ချင်းပြည်နယ်ရောမရောက်တာကြာပြီမလားမောင်ကာလူကချင်းပြည်နယ်ဘက်ကိုရောမသွားတော့ဘူးလားစကိုင်းမကွေးဘက်လဲလာပါဦးတဲ့မောင်ကာလူရဲ့မင်းကိုတွေ့ခြင်းလို့ပါတယ်ကွာဆိုပြီးတော့တောင်ပြန်ပြောရမလို့ဖြစ်နေပြီလက်ရှိစစ်ရှုံးသမားခုန်ခုကောင်ဝရန်ပြေမင်းအွန်လိုင်းပြောနေတဲ့ရွေးကောက်ပွဲဆိုတာကလည်း2024နှစ်စကတည်းက မသိရင်အခုချက်ချင်းပဲမိုးကောင်းကင်ကိုဒူးနဲ့တက်တိုက်တော့မဲ့ပုံစံနဲ့ရွေးကောက်ပွဲကြီးဂျင်းပါတော့မလို့လို့သူ့ပဲတမရတက်လို့တော့မလို့လို့ဘလို့လို့ညလို့လို့ ਨੇ ပြီးတော့လဲ2025ဆိုပြီးဖြစ်ရကနေအခုတော့2026အထိပါပြောလာပြန်တဲ့အတွက်ကလင်ကချင်းမင်းအွန်လိုင်းကိုသူတို့ဘက်ကစစ်တပ်ထောက်ခံတဲ့သူတွေကတော့ ဘာကြီးအောင်ညာတယ်ဘာကြီးအောင်ညာတယ်ဆိုပြီးပြောနေကြပြန်တယ်လို့သူတို့အဘဘာကြီးအောင်ကညာတဲ့အဆင့်မဟုတ်တော့ပဲကလိန်ကကြက်အဆင့်ကိုသူတို့ခေါင်းမှာနင်းပြီးတဆင်ပြီးတဆင်တက်သွားလေသူတို့မှာဘာကြီးအောင်ညာတယ်ဘာကြီးအောင်ညာတယ်ဆိုတာနဲ့ပဲနှစ်သိမ့်နေရပြီဟွန်းသူတို့အဘဘာကြီးအောင်ကတိုင်းပြည်အာဏာကိုလိုချင်လို့ကိုမတရားလွတ်ယူထားတာဖြစ်တဲ့အတွက်ဟိုလူအပြစ်ပုံချဒီလူအပြစ်ပုံချနေသူ့ရဲ့အာဏာကိုမသေးမချင်းဆက်ပြီးစုပ်ကင်ထားမဲ့လူစားမျိုးဖြစ်တယ်လို့ဒီနေရာမှာ ပဂတိအခြေအနေကိုသုံးသက်ကြည့်ရင်တော့သူတို့ပြောတဲ့ရွေးကောက်ပွဲကိုလှုပ်ပြီးတမရယုယူနေတဲ့မင်းအောင်လိုက်ဟာသူတမရလှုပ်မယ်ဆိုခဲ့ရင်တော့သူ့ရဲ့ကာချုပ်ယာဒူးကိုစွန့်လွတ်ရမှာဖြစ်တဲ့အတွက်အဲ့ဒီကာချုပ်ယာဒူးကိုစွန့်လွတ်လိုက်တာနဲ့သူ့မှာအာနာပါဝါရော့ကျသွားပြီးသူသေးတွင်တော့သူတူးတလို့ဖြစ်သွားမယ်အပြင်ကာချုပ်ယာဒူးကိုဆက်ယူထားမယ်ဆိုရင်လေသူယူနေတဲ့တမရယာဒူးကိုတခြားသူကိုပေးရမှာဖြစ်တဲ့အတွက်အဲ့ဒီလိုအခင်းအကျင်းကို မင်းအွန်လိုင်းလို့လူစားမျိုးကမဖြစ်ချင်လို့ပဲအခုတော့ဘသူမှပေးပေးမပေးပေးသူတယောက်ထဲနေတဲ့တမရယာဒူရောကာချုပ်ယာဒူရောဝင်ကြီးယာဒူရောအကောင်လုံးကိုတိမ်ကြုံယူထားတဲ့လူစားမျိုးဖြစ်တဲ့အတွက်သူကိုယ်တိုင်ပြောနေတဲ့ရွေးကောက်ပွဲဆိုတာဟာမင်းအွန်လိုင်းအတွက်ထောင်ချောက်လို့တောင်ဖြစ်နေတာပေါ့ဗျာဒါကြောင့်မဲအကြောင်းပြချက်မျိုးစုံနဲ့ပေါက်ပန်း၄၀တွေပြောပြီးသူကိုယ်တိုင်အချိန်တွေဇွဲနေတာဖြစ်တယ်လို့ ဒါကိုစမ်းမမ်းမသိလောက်မမ်းမသိတဲ့စစ်တပ်လော်ဘီတွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူဆတွေကပါအမှတ်သေးကြီးမရှိကြောချတာတော့ဓမြမန့်မသိကြသေးပဲဗာကြီးအောင်ညာတယ်ဗာကြီးအောင်ညာတယ်ဆိုပြီးလုံနေရင်းနေတယ်တစ်ဖက်မှာလဲအိမ်မှာရှိတဲ့ပစ္စည်းတွေအကုန်ရောင်းပြီးပြန်လာတဲ့ကောင်ကို အိမ်ကမိသားစုတွေကပျော်ပျော်ရွှင်ရွှင်ကြိုပြနေတဲ့ပုံစံနဲ့ရုရှားကနေမြန်မာနိုင်ငံပိုင်းစီမံကိန်းတွေနဲ့တည်ရန်ဇာတာတွေကိုလက်ညှိုးထိုးရောင်းစားပြီးပြန်လာတဲ့ကလိန်ကချင်းမင်းအွန်လိုင်းကိုအိုးစီဘုံမောင်းနဲ့ပါကြိုနေကြတာဟာသူတို့စစ်တပ်ထောက်ခံတဲ့လူတွေမှာပဲမြင်ဘူးတော့လေဗျာတကယ်ကိုစင်စားစင်ညာကင်းမဲ့တဲ့ဘောင်းဝင်တမ်းဝင်ဂျလုံးမလုံးအတူစတွေလို့ကျွန်တော်ပြောရင်အလွန်ဖြစ်မယ်အတော်တော့ခတ်နေပြီဒီနေရာမှာဆစ်ရှုံးသမားခုန်ခုကောင်ကလိန်ချင်းမင်းအွန်လိုင်းပြောနေတဲ့ပါတီစုံဒီမိုကရေစီဆိုတာကလည်း ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်မဲပေးပြီးအနိုင်ရထားတဲ့ NLD ပါတီကိုပယ်ဖျက်ပြီးတော့မှသူတို့စစ်တပ်ပါတီတစ်ခုသာအနိုင်ရအောင်လှုပ်ထားတဲ့အကွက်ကိုပါတီစုံဒီမိုကရေစီဆိုတဲ့ဇကားနဲ့တယောက်ထဲပြိုင်ဘသူနိုင်ပုံစံလှုပ်ထားပြန်တဲ့အတွက်စစ်ရှုံးတော်မှခုန်ကူကောင်ဝရန်ပြေမင်းအောင်လိုင်းတို့စစ်အုပ်စုတတိုက်ရဲ့အရှက်မရှိမျက်နှာပြောင်တိုက်ချက်ကြီးကတော့လက်ကုံပဲလို့တောင်ပြောရမလို့ဖြစ်နေတဲ့အပြင်လက်ရှိမှာတင်း တနိုင်ငံလုံးတိုင်းနယ်ပြည်နယ်လေးလက်တဆုပ်စာလောက်တာထိန်ချုံနိုင်လောက်တဲ့အစ်စ်မဲရှိတော့တဲ့သူတွေကနိုင်ငံတော်ဝန်ပါတီစုံရွေးကောက်ပွဲဆိုတဲ့စကားလုံးမှာတုံးပြီးသူတို့ရဲ့အာဏာကိုကလိန်ကျစ်နှီးပေါင်းစုံနဲ့အငမ်းမရကောက်ကက်ပတ်တွေ့ဖို့လုပ်နေကြပြီမဲ့နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာအဲ့ဒီနိုင်ငံရဲ့နိုင်ငံသူနိုင်ငံသားတွေအားလုံးနဲ့သက်ဆိုင်တယ်လို့ကိုထိန်ချုပ်လို့ရတဲ့နေရာလေးကသူတွေကိုတနတ်ထောက်ချင်းချောက်မဲထည့်ခိုင်းပြီးခေါင်းဆောင်လုပ်ချင်နေတာဟာ ပြည်သူတွေရွေးကောက်ထားတဲ့နိုင်ငံရဲ့ခေါင်းဆောင်မဟုတ်ပဲမျိုးစားနယ်စားအဆင့်လောက်သားရှိတော့တဲ့စစ်ရှုံးသမားခုန်ခုကောင်ဝရမ်းပြေးမင်းအွန်လိုင်းတို့ကလင်ကကျစ်စစ်အုပ်စုတပ်တိုင်းလုံးအတွက်ကတော့အတုယောင်ဆိုတာဘတော့မှအစ်မဖြစ်လာဘူးဆိုတဲ့စကားအတိုင်းပြည်သူတွေကရွေးကောက်တင်မြောက်ထားတဲ့ခေါင်းဆောင်အဖြစ်ဒီတက်ဘတော့မှရတော့မှမဟုတ်တော့လို့ပြည်သူချင်ပတ်ဘဝနဲ့ပဲအတုယောင်အရှုံးသမားတွေအဖြစ်နဲ့သာသေတဲ့အထိရှင်သန်တွားရတော့မဲ့သူတွေပဲဖြစ်နေတော့တာပေါ့ဗျာ ကဲဝိဇ္ဇာစကားပိုက်တာနားမလဲဆိုတဲ့စကားတိုင်းနိုင်ငံတော်အရှုံးကအရှုံးတွေကြားမှာဝိဇ္ဇာအမှောင်ဖုံးနေတဲ့စစ်ရှုံးသမားခုန်ခုကဝရမ်းပြေးမင်းအောင်လိုက်တယောက်ကတော့သူတို့ရဲ့အာဏာရမတ်ငန်းငန်းတက်မှုကြောင့်တိုင်းပြည်တစ်ခုလုံးစစ်မီဟုံဟုံတောက်ပြီးချွတ်ချုံကျနေတဲ့အတွက်ပြည်သူတွေအားလုံးကရောတိုင်းရင်းသားလက်နက်ကင်တွေပါမကြမ်းမင်းတို့စစ်တပ်က မတရားလုယူထားတဲ့ပြည်သူအာဏာပြည်သူကိုပြန်ပေးပြီးမင်းတို့စစ်တမ်းရပြန် လက်ရှိမှာလည်းမင်းတို့မြို့ပေါင်း65မြို့အပြင်တိုက်စစ်ဌာနချုပ်တွေပါလက်လွတ်ထားရပြီးအကြီးကျယ်စစ်ရှုံးနေုံနဲ့မကမင်းတို့ဘလို့မှထိမ့်ချုပ်လို့မရတော့ဘူးလက်ရှိမြန်မာနိုင်ငံရဲ့အဓိကတရက်ခန်းကမင်းတို့စစ်တပ်ဖြစ်နေတယ်မင်းတို့ပြည်သူအာဏာပြည်သူကိုပြန်ပေးလိုက်ရင်ဘာတိုက်ပွဲမှမရှိတော့ပဲအားလုံးငြိမ်းချမ်းသွားမယ်ဆိုတာမြို့တွေကိုအကျဉ်းချင်းအကာခါပြောနေလေဝိဇာစကားပိတ်တာနားမလဲဆိုတဲ့အတိုင်းလူစင်စစ်ကနေမသေးခင်ကတည်းကပိတ်တာလို့ဖြစ်နေတယ်စစ်ရှုံးသမားမဲအောင်လေတယောက်ဟာ သူ့ရဲ့ကိုကျိုးစီးပွားနဲ့အာနာရမတ်ကြောင့်အဝိဇ္ဇာအမှောင်ဖုံပြီးသူကတော့တငင်းသီးကဣတပြန်နဏမင်းကဟေလာဝါလာဆိုသလိုလက်ရှိမြို့တွေရောတိုင်းစစ်ဌာနချုပ်တွေပါတိမ့်ပိုက်ထားတဲ့အောင်နိုင်သူတိုင်းရင်းသားလက်နက်ကင်တွေကိုတော့အမန်မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကင်တွေအနေနဲ့ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပြောရမယ်ဆိုပြီးမတ်လ9ရက်နေ့ကတည်းရုရှားခီးစင်ကအပြန်စစ်တပ် lobby မီဒီယာတွေနဲ့တွေ့တဲ့အချိန်ချင်းချောက်ပြောဆိုတွားပြန်တာပေါ့ဗျာအတော်တော့ခက်နေပြီ ကြည်လေလုံအောင်မောင်ကလူတို့အဲ့လီလိုတွေပြောပြီးဘောင်းမီတဲ့ရှူရှူတွေများထွက်ကြနေသလားဆိုတာလဲကိုကိုကိုပြန်ငုံကြည့်အောင်ကွာမင်းတို့ပုံစံကြည့်ရတာအဲ့ဒီလိုကြောက်ကြောက်လန့်လန့်နဲ့ပြောချင်ရတွေပြောဖို့အတွက်သွားလေရလူကြီးဒိုင်ပါတွေများစောင့်ထားသလားမသိပါဘူးကွာဆိုပြီးတော့တောင်ပြန်ပြောရမလို့ဖြစ်နေပြီလက်ရှိပဂတိအခြေအနေရတယ်နိုင်ငံတော်ကတိုင်းရင်းသားလက်နက်ကင်တွေရဲ့လက်ချက်နဲ့ပဲအောင်မလေးချက်ပါပြီးပြလို့မအော်ယုံတမဲမရှူနိုင်မကဲနိုင်တဲ့အကြီးအကျယ်စစ်ရှုံးထားပြီး နေမြေတွေဝုတ်ဝက်ကွက်လက်လွတ်ထားရတဲ့စေရှုံးသမားခုံခုကောင်မင်းအောင်လိုက်ဟာသူကသူရုရှားကပြန်လာတာနဲ့ချက်ချင်းကြီးသူတို့လက်လွတ်ထားရတဲ့မြို့ပေါင်း65မြို့နဲ့တိုင်းစစ်ဌာနချုပ်တွေပဲပြန်ရသွားသလိုလိုဘာလိုလိုညာလိုလိုနဲ့အမှန်တိုင်းသားလက်နက်ကင်တွေကိုတော့ဖြစ်တင်တာနဲ့ဖြစ်နိုင်တာကိုပဲတောင်းဆိုရမယ်ဆိုပြီးပြောသွားတဲ့အတွက်မရှိတာထက်မသိတာကတ်ဆိုသလိုတိတိကြီးနဲ့မသိချင်အောင်စောက်တာကပိုခတ်နေတော့တာပေါ့ဗျာ သူတို့အဲ့ဒီလိုကြောက်ကြောက်လက်နက်နဲ့ချင်းချောက်ပြောဆိုနေတယ်တိုင်းရင်းသားလက်နက်ကင်တွေကိုမပြောနဲ့အဲ့ဒီတိုင်းရင်းသားလက်နက်ကင်တွေစီမရောက်ခင်အရှိမကာထားတဲ့ PDF တက်တွေကိုတော့မကြော်နိုင်ပဲသူတို့စစ်တပ်ရဲ့စစ်ကြောင်းလိုက်တွေတာပြုတ်ထွက်သွားတဲ့အထိချိန်မုံခံနေရတဲ့အညာမာတင်ဒီဒီဘက်ထဲမှာပဲဗျာမက်လာကိုရဲ့နေကနှတို့ကြီးမြို့နယ်မှာအင်အား200ပါတဲ့သူတို့စစ်တပ်စစ်ကြောင်းဟာ PDF ပူပေါင်းတက်တွေရဲ့လက်ချက်နဲ့ပဲစစ်ကြောင်းတစ်ကြောင်းလုံးအလဲလဲအကွက်ကွက်နဲ့ချိန်မုံခံလိုက်ရပြီ အဲ့ဒီစစ်ကြောင်းမှာပါလာတဲ့တာမန်အဆင့်တော်မဟုတ်ပဲဘုံမူရာဓုအဆင့်ရှိတယ်ဘုံမူဝင်းလိုင်းဦးနဲ့ဘိုကြီးအောင်ကိုကိုအပါဝင်စစ်သား14ဦးကိုပါတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင်ထုံးစံအတိုင်းစစ်သားမသားအလောင်းတွေဆိုတာလေကွင်းထဲမှာအပြုံလိုက်တွေ့ရတယ်လို့ရိုးရာမပြတ်လက်နက်ပေါင်း44လက်နဲ့ခဲယမ်းတွေကိုပါတော်လိုင်းတက်တွေကတင်းစီရရှိလိုက်တာပေါ့ဗျာကဲဘယ်နဲ့ရှိစား ဘုံမူယာတုအစဉ်ရှိတဲ့သူကိုတော့ဒူးထောက်အဖမ်းခံရတဲ့အထိအညာရဲ့လက်တံပြောင်ချက်ကတော့ဒါတော့လက်စွမ်းထက်တဲ့တိုင်းရင်းသားလက်နက်ကင်တွေစီမရောက်သေးပဲအညာကရရဲ့တောက် PDF တွေရဲ့လက်ချက်နဲ့တည်းပြာပြာမှောက်ရတဲ့စစ်ရှုံးသမားခုံခုကောင်ဝရန်ဒီမင်းအွန်လိုင်းတို့ရဲ့အဖြစ်ဟာတရုတ်ကေပါရုရှားကေပါပူဇော်ပါမယ်ပတ်တာပါမယ်မူအောင်မောအောင်မလုတ်ပါနဲ့ဆိုတလို့ဖြစ်နေတဲ့အခြေအနေတွေနဲ့ပဲအရင်ကောက်တရုတ်ခီးစဉ်သွားပြီးပြန်လာတဲ့နိုဝင်ဘာလတုန်းကလည်း အဲ့ဒီလိုပဲမသိရင်သူတို့ပဲအောင်နိုင်သူကြီးတွေလိုလိုဘာလိုလိုလောက်ပြခဲ့ပြီမကြဘူးဒီစဉ်ဘာလာလဲရောက်ရောအမ်းမျိုးရောနဘကတိုင်းစစ်ဌာနချုပ်ကြီးပါပါတော်မူသွားပြီချင်းပြီးနေမှာပါမြို့တွေဇက်တိုက်ပါတော်မူသွားတာပေါ့ဗျာအခုလေစစ်ရှုံးသမားမင်းအောင်လိုက်ဟာရုရှားခီးစင်မှာနိုင်ငံရဲ့ရှိသမျှအရာတွေအကုန်လုံးရသမျှရောင်းစားပြီးပြန်လာတာကိုသူကိုယ်သူအောင်နိုင်သူကြီးလိုလိုဘာလိုလိုနဲ့ပြောချင်ရတွေပြော အဲ့ဒါကိုလည်းအဟုတ်ကြီးမှတ်ပြီးတန်ရောင်းလိုက်နေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူစားတွေဟာရက်ပိုင်းလောက်ဖုံထပြီးပြီးတော့လဲဟုတ်သလားဆိုတော့တော်လိုင်းတက်တွေတင်ပိုက်ထားတဲ့မြို့ပေါင်း65မြို့နဲ့တိုင်းစစ်ဌာနချုပ်တွေအပါအဝင်သူတို့စစ်တပ်စခန်းတွေပြန်ရသလားဆိုတော့လေဘာတကူမှပြန်မရတဲ့အပြင် online ပေါ်မှာရွှေပမြေပြင်မှာလက်ဒဆိုတဲ့အတိုင်းတိုင်းသားလက်နက်ကင်တွေကိုမပြောနဲ့ အညာမာရင် PDF တွေရဲ့လက်ချက်နဲ့ပဲစစ်ကြောင်းတစ်ကြောင်းလုံးချိန်မုံခံလိုက်ရတဲ့အပြင်ဗိုလ်မှူးယာလူအဆင့်ရှိတဲ့ဝဲလိုင်ဦးလိုလူတွေပါဝင်သူတို့စစ်သားတွေပဲတော်လိုင်းရေးတပ်တွေစီမှာဒူးထောက်အဖမ်းခံလိုက်ရတဲ့အခြေအနေတွေကြမှာစစ်ရှုံးတော်မှာခုန်ခုကောင်ဝရမ်းပြေးမင်းအွန်လိုင်းပြောတဲ့တိုင်းရင်းသားတွေကိုဖြစ်နိုင်တာပဲတောင်းဆိုရမယ်ဆိုတာဟာလက်ရှိအခြေအနေရစစ်အောင်နိုင်သူတွေဖြစ်နေတဲ့တိုင်းရင်းသားလက်နက်ကင်တွေနဲ့နိုင်ငံတော်ဝတ်မှာရှိတဲ့တော်လိုင်းရေးတပ်ပေါင်းစုတွေကသာ သူတို့လိုအရှုံးမဆက်အုပ်စုကို ပြန်ပြောရမယ်စကားရဲ့အဖြစ်ခိုင်ခိုင်မာမာရှိနေတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာကဲကိုအတွင်းနဲ့ကိုကဲဆန်ကွေကပေါက်နေတဲ့အတိုင်းနိုင်ငံတော်ဘလောက်ပဲစစ်ရှုံးရှုံးသူကတော့ပြောချင်တာပြောမယ်ဆိုပြီးတန်တိတ်ထန်ချသားသလားအောင်မရတဲ့စစ်ရှုံးတော်မှာခုန်ခုကောင်ဝရန်ပြေးမဲအောင်လိုက်တယောက်ကတော့ တိုင်းသားလက်နက်ကင်တွေကိုတော့ဖြစ်ချင်တာတွေမပြောနဲ့တို့ဖြစ်နိုင်တာပဲတောင်းဆိုရမယ်တို့ဘာတို့ညာတို့ ਨੇ တောင်းပြောမြောက်ပြောတွေပြောနေတဲ့အချိန်မှာပဲတစ်ဖက်မှာတော့သူတို့စစ်အုပ်စုတိုက်အသားတွေတစက်စက်တုံအောင်ကြောက်ရတယ်တိုင်းသားလက်နက်ကင်တွေတဲကအရခတတော်အေးအေးရဲ့လက်ချက်နဲ့ပဲသူတို့စစ်အုပ်စုအတွက်စစ်သင်းညိုင်းအသစ်ဖွင့်ဘွဲကိုသူကိုယ်တိုင်ခုံခုပြီးတတ်ရမယ်အခြေအနေပါရောက်နေသလိုလက်ရှိဘကိုးတိုင်းထဲမှာတဲ့အေးနဲ့ပီတီပူပေါင်းတက်တွေရဲ့လက်ချက်နဲ့ပဲ စစ်ကောင်စီတပ်သားတွေဟာသေလိုက်တာမှပောက်တောက်ကိုလဲနေကြရုံနဲ့မကအဲ့ဒီမှာသေတဲ့နှုံးကိုထည့်မတွက်ပဲဒဏ်ရရတဲ့နှုံးကိုတတ်တာနဲ့တည်းစေယုံတော့မလောက်တော့လို့ဆိုပြီးပြည်မြို့တက္ကသနဲ့မြို့တော်ခန့်မှတွင်မှာပါယာယီစေယုံတွေဖွင့်ပြီးတော့စစ်သားတွေအပြုံလိုက်စေးကူးနေရတဲ့အကြောင်းကိုလည်းစစ်တပ်တည်င်းအရင်မြက်ကိုတိုင်းကတပ်ပုံတွေနဲ့တကွပြောထားတာကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါ ်နောက်ဆိုရင်ပွဲတကပွဲလိုက်တက်နေတဲ့ပွဲချိန်မှောင်မင်းအွန်လိုင်းတက်ဖို့သူတို့စစ်အုပ်စုအတွက်စစ်သင်းကြီးအစ်စ်ဖွင့်ပွဲတော်လှုပ်ပေးရတော့မယ့်အခြေအနေကိုရောက်နေပြီကျွန်တော်တို့ရန်ကုန်ခေတ်ကရရှိထားတဲ့ဓပုံထဲမှာတင်အဲ့ဒီဒဏ်ရာရစစ်သားတွေကိုထားထားတဲ့ယာယီစေယုံနေရာတွေမှာတော့ဂဒင်တွေကပြည့်ကျက်နေပြီအဲ့ဒီနေရာတွေမှာပါထပ်ပြီးမလောက်တော့မယ့်အခြေအနေကိုတွေ့ရတယ်လို့တကယ်စေယုံတွေမှာဆိုစစ်သားတွေရဲ့အခြေအနေဟာဘလောက်တောင်ဆိုးရွားနေမလဲဆိုတာပြည်သူတွေစဉ်းစားတာကြည်တော့ဗျာ ဒါတော့အရခတ်တော် A နဲ့ PDF ပူပေါင်းတက်တွေတပြိုင်တည်းထိုးစစ်ဆင်နေတယ်တပက AOD တိုက်နဲ့မကွေးတိုင်းဘက်ကအခြေအနေတွေမပါသေးပဲဘကိုးတိုင်းနဲ့ကထိုးစစ်နေတယ်အခုလိုဈေးုံမှမလောက်တဲ့အထိစစ်အုပ်စုဘက်ကကြာရှုံးကန့်တွေကိုအတိုင်းသားမြင်နေရတာဖြစ်တယ်လို့အွန်လိုင်းဘော်ဒီမှာတော့အယိုးရင်မျှော်နေတဲ့စစ်တပ် lobby တွေနဲ့စစ်တပ်ထောက်ခံတဲ့ဂျလုံးမလုံးအတူစားတွေဟာသူတို့အပရုရှားသွားတာနဲ့တည်းမသိရင်ပဲတော်လိုင်းရေးတက်တွေသိမ့်ပိုက်ထားတဲ့မြို့ပေါင်း95မြို့ကိုပြန်ရသွားတယ်လို့လို့အခုချက်ချင်းပဲ သူတို့အဘကအောင်နိုင်သူကြီးဖြစ်ပြီးဒီတိုင်းကြီးကမိွေထိမ့်ထိမ့်လင့်ပြီးတော့လကပါအထိပ်ပါရောက်သွားသလိုလိုပေါက်ပန်း၄၀တွေအာချောင်းချွဲထနေကြပြီတကယ်လက်တွေ့မှာတော့သူတို့အဘရဲ့ရှုံမြဲရှုံစဲရှုံမှုပြင်ဆိုတဲ့အတိုင်းဒန်ရန်ရစစ်သားတွေထားဖို့ဆေးရုံတော့မလောက်တဲ့အခြေအနေထိပါဖြစ်နေတာပေါ့ဗျာဒီနေရာမှာကြုံလို့ပြောပြရရင်တော့သူတို့ကိုယ်တိုင်ဟုတ်လားဗာဘီလို့ထင်နေတဲ့ရုရှားနိုင်ငံဆိုတာကလေလက်ရှိကမ္ဘာနိုင်ငံရေးအခင်းအကျင်းမှာ သူ့ဟာနဲ့သူတော်အင်အားဘလောက်ကြီးတယ်ပဲပြောပြောယူကရိန်းအရင်နဲ့တည်းလုံးလဲခြားလဲလိုက်ပြီးသူတို့ရုရှားစစ်သားတွေပါယူကရိန်းကျူးကျော်စစ်မှာအယောက်100 200 1000 2000တော့မဟုတ်ပဲတန်းနဲ့ချီသေးထားပြီးပြီးဆိုပြီးတော့ကိုမေလာပိုင်းကပဲမော်စကိုအခမ်းအနားတစ်ခုမှာသူတို့ကိုယ်တိုင်ဖွင့်ပြောသွားတဲ့အပြင်စီးပွားရေးကြည့်မလားစစ်ဖြစ်နေတဲ့နိုင်ငံဆိုတာဟာဘလောက်ပဲဒုတက်ပါလေပြောပြောစီးပွားရေးပါချွတ်ချုံကြသွားတယ်ဆိုတာတကဘာလုံးသိကြသလိုယူကရိန်းနဲ့စစ်ရက်သွားရင်တော့ သူ့နိုင်ငံအတွက်ပြန်တီဆောက်ရမယ့်အခြေအနေတွေကြမှာစစ်ရှုံးသမားမင်းအောင်လှိုင်အနေနဲ့ဘလောက်ပဲဗျာဒိတ်ဒေါ်လာကျွတ်မင်းဆိုပြီးပူတင်ကိုသွားပြောပြောအချို့မြတ်သားကြည့်တဲ့ကမ္ဘာစက္ကူပေါ်ကနိုင်ငံကြီးတွေဟာသူတို့အတွက်အချို့မြတ်မရှိပဲဘာတစ်ခုမှမလုပ်တလို့စစ်ရှုံးသမားမင်းအောင်လှိုင်ကိုရိုင်းမြန်မာနိုင်ငံရဲ့စီမံကိန်းတွေတယံဇာတာတွေထိုးအပ်ပြီးစရေးအကူအညီရလို့ရညာပွားတောင်းနေတာလို့မပြောနဲ့စီးရီးယားသမရအာဆက်လို့လူမျိုးတော်ပူတင်အလို့ဂျင်ဆုံးနိုင်ငံရေးအချို့မြတ်တွေနဲ့အပေးယူလုပ်ပြီးမှ သူတို့ရုရှားစစ်တပ်ပါအခြေစိုက်ပြီးကာကွယ်ပေးထားတဲ့စီးရီးယားသမ္မတကိုတော်လှန်ရေးတပ်တွေလာတိုက်တဲ့အချိန်ဘာကာကွယ်မှမပေးတော့တဲ့အတွက်ဆက်နှစ်ရက်အတွင်းမှာလည်းနှိရှေလာများအာနာရှင် လုတ်ခဲ့တဲ့စီးရီးယားသမ္မတအာဆတ်ဟာရုရှားကိုထွက်ပြေးခဲ့ရတာကလည်းအရှိန်မာရင်ဖြစ်ပျက်ခဲ့ပြီးပြီပေါ့ဗျာအခုလည်းစစ်ရှုံးသမားခုံကူကဝရန်ပြေးမင်းအောင်လိုင်းဟာစီးရီးယားသမ္မတအာဆတ်ချေရအတိုင်းတထေရတဲ့လိုက်နင်းလာပြီးလက်ရှိအခြေအနေမှာတဲ့ သူတို့စစ်အုပ်စုဘက်ကတနိုင်ငံလုံးအကြီးအကျယ်ဆစ်ရှုံးပြီးမြို့ပေါင်း65မြို့နယ်တိုင်းစင်ဌာနချုပ်တွေပါလက်လွတ်ထားရတဲ့အပြင်အခုဆိုရင်အညာမှာလဲစစ်ကြောင်းလိုက်တွေပြုတ်ပြီးဘုံမှုအဆင်ရှိတဲ့သူတွေပါ PDF တပ်ဖွဲ့တွေရှေ့မှာဒူးထောက်အဖမ်းခံရလက်စွမ်းတက်တဲ့အရခတ်တော် AE နဲ့တွေ့လဲတခြားစစ်မျက်နှာတွေမပါသေးပဲဘကိုးတိုင်းထိုးစစ်တစ်ခုတည်းမှာတည်း စစ်ရှုံးသမားခုန်ခုကောင်မင်းအွန်လိုင်းရဲ့တိုက်ရှုံးတက်ကြီးကဝဝကွဲကိုတေကုန်ကြတဲ့စစ်သားတွေဟာဝဲကန်တူအဝီစီဆိုတဲ့စိုက်ပုတ်ရှေ့မှာပါသွားပြီးတန်းစီနေသလားအောင်မရတဲ့အထီးဖြစ်နေကြပြီအဲ့ဒီကတေတဲ့သူတွေထက်မတွက်ဖဲနေတယ်တန်ရရတဲ့စစ်သားတွေကြီးပဲကိုဇေယုံတော့မလောက်ဖဲနောက်ထပ်ယာယီဇေယုံတွေပါဖွင့်ပြီးထားရတဲ့အခြေအနေတွေကြမှာစစ်ရှုံးသမားခုန်ခုကောင်ဝရန်ပြေးမင်းအွန်လိုင်းတို့စစ်အုပ်စုအဖို့ကတော့ ဗျာဒိတ်ဒေါ်လာကြွမင်းပူတင်ရဲ့ခြေသလုံးကိုအငမ်းမရသွားမဖက်ယုံတမဲ့လောက်ခဲ့လေမြန်မာပြည်ပြန်ရောက်တာ ਨੇ သူတို့စစ်အုပ်စုရဲ့ရိုးရာမပြတ်တဲ့အရှုံးကအရှုံးကြီးကြမှာနိုင်ငံတော်ဝိုင်းကတော်လန့်ရေးတပ်ပေါင်းစုတွေပတ်လှည့်ပြီးသူ့ကိုမတရားမလုပ်ကြနဲ့နော်သွားလူစိုးဆိုပြီးပြန်မပြောယုံတမဲ့ဘဝနဲ့ပဲနှစ်ပါးသွားနေရတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျောင်းမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ